ားလုံးမင်္ဂလာပါကျွန်မရဲ့ channel လေးကိုပြန်လေးချုပ်ပြလိုက်ပါတယ်ရှင်မနေ့ကကျွန်မအလုပ်များတော့လေမနေ့ကဈေးကွက်လာမပေးဖြစ်ပါဘူးတကယ်ပဲထွက်သွားပါတယ်မနေ့ကပေးတဲ့ဈေးကွက်ကလေးကတစ်လျှောက်3 3000ဒသမ80ပေါ့နော်အဲ့ဒါကသူက3000ဆိုပြီးတော့ထွက်သွားပါတယ်မနေ့ကမနေ့ကမနေ့ကပြီးခဲ့တဲ့စီကွက်ကတည်းက နီအဒီနေ့အတွက်ပေါ့နော်သူတင်းလာနေမှာပြီးသွားတဲ့ secret ဒါလေးကကြီးကျမအများရန်ပြီးနေတယ်ဒါလေးကဝမ်းကျင်ဆိုတော့သူကဒါလေးထွက်သွားတယ်တုံညခုံးအောင်မဒီလူလေးပဲဒါသမားအရှိရတလုံးနဲ့နောက်ကတလုံးထွက်သွားပါတယ်ထပါဒါကတော့ကျမအလုံးရှုပ်နေတဲ့အတွက်လာမပြီးပြစ်တာပါညနေခင်းကျတော့ဒီကလေးလာထွက်တဲ့နှစ်ကိုထပါကျမမဖန်တွယ်ဒီတွေ့မအားတော့လာမပြီးပြစ်ပါဘူးတော့တောင်းမှပါတယ်နော် မနက်ဖြန်အင်ကာပေါ့နော်အင်ကာနေ့အတွက်နေ့တိုက်ဈေးကွက်လာပြီးမှဖြစ်ပါတယ်။ဆက်ပါသူပေးထားတဲ့ကဏ္ဍလေးဒီကလည်းကောင်းကောင်းလေးပါပဲသူပေးထားတာအာကို3တုံးတပမခွန်နှစ်ဆိုပြီးပေးထားပါတယ်။ထုံးစံတိုင်းဒါလေးကဝမ်းချိမ့်မှာဒါလေးကတော့ကြီးဖြစ်ပါတယ်။ ပြီးဆိုမှသူကဒီလိုမျိုးခွေလဲထွက်တတ်ပါလေပေါ့နော်အဲလိုမျိုးပါအဲမပြီးကျွန်မမတစ်ခုကဗာပြီးရမှာလဲအပြေးရမှာလဲစချင်းဒီကပြမယ်လေးရှိရှော့ဒါတမရှင်းနဲ့ဒီအလေးပြပါပါမယ်အစုံကတော့ကိုမပြပါဘူး ဈေးကွက်ဈေးကွက်ပေးနေကြခဏလေးပေါ့နော်ဈေးကွက်အပြီးပေါက်ပေးတာတည်းကခွန်နှစ်ရှိမယ်ရှင်းနှစ်ရှိမယ်လေးငါရှိမယ်သုံးလေးရှိပါတယ်တကယ်တော့သူကလေဒီအရလေးတွေကတော့ပြီးခဲ့တဲ့ဘက်က တဲ့အဲကြာပါပလေးတောက်ကြမှာတစ်ခွက် ပြီးနေကြမ်းလို့ကျွန်မပြောခဲ့တယ်ဒါပေမဲ့ပြီးခဲ့ပတ်ကတော့ပြက်သွားပါတယ်ပြက်ပြီးတော့မှဒီနေ့တနင်္လာနေ့မှာ သူပြီးသွားခဲ့တဲ့ဈေးကွက်ပေါ့နော်သူပြီးသွားတဲ့ဈေးကွက်အပီးပေါက်က80 98ခု3တစ်ဆိုပြရမယ်သူက80ထွက်ပြီးသွားပေါ့နော်3ညခွန်ထွက်ပြီးပေါ့နော်အခုမနက်ဖြန်ကသူကဒီ၄ခွက်ပြီးတယ်ဒါပေမဲ့တပတ်စာဒီ၄ခွက်ကိုကြိုက်ရင်တော့ထိုးမကြိုက်ဘူးဆိုရင်တော့ ဟိုဒီဒီတိရပေါ့နော်နှိနှိ3 D ညာခုံရှိရှောက်လုံးပေါ့နော်ဒီရှောက်လုံးကတော့အပြီးပါအနေနဲ့ဆင်းဆင်းနိုင်တယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်အပူးတကယ်လို့ကြိုက်တယ်ဆိုရင်နှိနှိတို့လေးလေးတို့ပေါ့နော်အဲ့လိုပါမျိုးလေးဆော့လို့ရပါတယ်ဒီထက်ကဒါမှမဟုတ်ရင်ဒီ၃၅ပေါ့နော်အဲ့လိုပုံစံမျိုးလေးအပေါ်အောက်တွဲတာမျိုးလေးပေါ့တောင်ဖြတ်တွဲရမယ် ိုရရပတိတ်ကလေးနဲ့ရှိန်ပြီးတော့ဒီထားတဲ့ဟာလေးကိုတွဲပြီးတော့ဆော့ပါအဓိကဆော့တက်ဖို့အရေးကြီးပါတယ်ဒီကနေ့ကအာကျွန်မချိန်ဆုံးကနန်းကိုပေးရမယ်ဆိုရင်မနက်ဖြန်ပေါ့နော်မနက်ဖြန်က3ထိပ်5ထိပ်တကယ်လို့တကွက်ကောင်းပေးခဲ့မယ်ကံပေးခဲ့မယ်ဆိုတော့3-5လို့ထည့်ထူပါ3ထိပ်5ထိပ်ဒုမဟုတ် ရှစ်ကလုံးပိုင်းပေါ့နော်ရှစ်တလုံးပေါ့တကယ်လို့ဆိုရှစ်တလုံးပေးသုံးထိပ်ငါထိပ်ပေးပေးမပေးရင်တော့ရှစ်လာမယ်တကယ်လို့သုံးထိပ်ငါထိပ်မပေးခဲ့ဘူးဆိုရင်ရှစ်လာမယ်တကယ်လို့သုံးထိပ်ငါထိပ်ထိုးတာတက်ဒီ၃၅လေးရမဖြစ်မနေထဲထိုးပါလာတတ်ပါလေသုံးနဲ့ပတ်သက်ပြီးကြိုက်ကြိုက်ကြိုက်တဲ့ကနန်းပေါ့နော်သုံးနဲ့ပတ်သက်ပြီးကျွန်မဒီတမရှာမေးပေးနော်ရှာရေးပေးရင်ရှုံမှာဆိုလို့ရှာမေးပေးပါဦးခစားကပဲပြောပါမယ်လိုက်ပြီးတော့ တေချာလေးနားထောင်ပါကျွန်မကြိုက်တဲ့ကနန်းလေးတွေကသုံးနဲ့ပတ်သက်ပြီးကြိုက်တာက၃၅ကြိုက်တယ်၃လေးကြိုက်တယ်ဟာနောက်ပြီးနောက်ပြီးဘာကြိုက်လဲဆိုရင်ခွန်၃ကြိုက်ပါတယ်ဘူဘရိတ်ကိုတကယ်လို့ဒီတစ်ပတ်ထဲမှာဘူဘရိတ်တကယ်လို့ဘူဘရိတ်ပေါ့နော်ဘူဘရိတ်ဆိုနှလုံးပေါင်းကြီး၁၀ကိုပြောတာပါအဲ့ဒါက ဘူးဘရိတ်တစ်ခွက်ကောင်းကိုထိုးကြည့်ရင်နှစ်ရှစ်လို့မွေးထိုးပါဒီပထမတကယ်လို့ဘူးဘရိတ်ကပြီးခဲ့မယ်ဆိုရင်နှစ်ရှစ်ပြီးပါလိမ့်မယ်တကယ်လို့နှစ်ရှစ်မပြီးဘူးဆိုရင်တော့နောက်ပတ်ဒီမှာထိုးပါဒီနှစ်ရှစ်ကလေးကနှစ်သုံးလို့လာမဲ့ကိန်းညံပြီးထားခြင်းဖြစ်ပါတယ်နှစ်သုံးကအရင်နောက်ကြမှာလာတာပေါ့နော်ဒါပေမဲ့ဘူးဘရိတ်ကြရင်နှစ်ရှစ်တစ်ခွက်ကောင်းမှုပါရှင်းနေပတ်သက်လို့ကြရင်တရှိကြိုက်တယ် တရှိကြိုက်တယ်ခွန်ချစ်ကြိုက်တယ်ပေါ့ဒါမျိုးချစ်နေပါတယ်လည်းမပြောရဲများပါလိမ့်မယ်နော်ဒါကြောင့်မလို့မနက်ဖန်ကိုအပူလဲကြိုက်ပါတယ်ကျွန်မအပူအပူကဗာပေးရအောင်အပူလာရင်တစ်တစ်လာမယ်ပြီးရင်သုံးသုံးလေးလေးရှောက်ရှောက်ဒါပဲနော်မလေးကြည့်လာမယ်ပြီးခဲ့ပါကငါးငါးဆိုတော့ ။ဘုံတုံညာ။ဘုံတုံညာကထက်ထိုးပါ။ဘုံတုံညာကြိုက်တယ်။နော်။ဒါပေမဲ့တုံညာတုံညာတက်ပြန်ကြကနလာပြီးတုံတုံညာထက်ချပေးမှာတော့မသိဘူး။အဲ့လိုလာတတ်တယ်လေနော်။ဆိုတော့မနှက်ဖန်တကယ်လို့ကျွန်မပြောရရင်ခေါင်းစားတယ်။လိုက်ပြီးမလုံးတက်ဘူးများတယ်လို့ထင်လေ sorry shop လေးလေးကီအပူးဆိုင်သို့မဟုတ်ဘူးပရိတ်ပေါ့နော်သူကဒီဒီလိုခမျိုးပေးရင်နေတိုင်းနေနဲ့ဒါမဲ့ဒီကနန်းနေပေးမယ်လို့ပေးကောင်းပေးနိုင်တယ်တကယ်လို့မပေးခဲ့ဘူးသူလာမဲ့ဆိုင်ကဘူပရိတ်ဆိုင်သို့မဟုတ်အပူးဆိုင်ဒါမျိုးပေးတာပါအာဒါတော့ကျွန်မလက်တွက်ဆိုင်ကလစ်ပြပေးရဲ့ကီပေါ့နော်ရှောက်လေးသို့မဟုတ်ရှောက်လေးလေးကီပေါ့နော်လေးလေးလို့ထည့်ထိုးပါမပေးရင်ကျွန်မအကြိုက်ဆုံးဖြစ်တဲ့3 5 6 ုံးကတော့မဖြစ်မနေထဲထိုးပါတကယ်လို့ပြီးခဲ့မယ်တွဲပြီးခဲ့မယ်ဆိုရင်တော့ဒီလျှောက်လုံးကခွေပြီးတော့လာနိုင်ပါတယ်ခွေရင်များမှကြောက်လို့အပေါ်အောက်တွဲပြီးထိုးတော့ပါပဲဒီမှာပါကျွန်မရဲ့ channel မှာ like မြဲတမ်းပေါ့နော်ကျွန်မ channel လို့အားပေးနေတဲ့မိတ်ဆွေတွေနှလုံးတူဒီချင်းမြန်လို့တဲ့သူတွေမနှဖန်ခံကောင်းကြပါစေအဓိကစဉ်းစားမှာတော့ဒီ၃လေးဖြစ်ပါတယ်၃ပိုင်းလေးပါ ပြီးရင်နှစ်ခွန်ကအရှင်တကယ်လို့ပြီးခဲ့ရင်တော့ခွန်၃လို့ခွန်၉လို့ပေါ့နော်ဒါမျိုးတွေထိုးပါရှင်းနေပါတာကြိုက်တယ်ဆိုရင်ရှင်းနှစ်ရှစ်ခွန်ရှစ်ရှစ်တို့ရှစ်လျှောက်ရှစ်လေးပေါ့နော်ရှစ်ကတော့ဒီမှာအများကြီးအာရှစ်တတုံးတကယ်လို့ပြီးခဲ့ရင်ရှစ်နှစ်ပတ်သက်တဲ့ဟာဆိုရင်နှစ်ရှစ်တရှစ်အဲခုနှစ်ရှစ်တမျိုးပဲကြိုက်တယ်ပေါ့နော်ဒါပေမဲ့ကျွန်မကြိုက်ဆုံးကတော့3ဖြစ်ပါတယ်3နဲ့5အပြီးပောက်ပြီးခဲ့ရင်တော့3 5ဒါပါပဲ ကျေးဇူးတင်ပါတယ်မနက်ဖြန်ကိုကောင်းကောင်းကြပါစေအပူလေးတွေကိုလည်းမမိပါနဲ့အပူအပူနော်အပူတွေလည်းမမိပါနဲ့အပူဒီပတ်ထဲမှာအပူစိုက်တွေပြနေလို့ပါနော်ဘူးဆိုလင်းဘူးဆိုရင်တော့ငါးငါးရဲ့ဘဝနခတ်တင်ရှင်ရင်သူက၃၃နဲ့၃နဲ့၃နဲ့ပေါ့နော်သူကမူရချပြရမှာ ို့မှမဟုတ်ဘဲနဲ့သူတကယ်တဲ့ညီကိုအပူပေးမယ်ဆိုရင်တော့လေးလေးရှောက်ရှောက်ဒါပါပဲအဲဒီဟာလေးဒီနောက်ပြီးဒီတစ်တစ်ကလေးထဲထူပါကျမရဲ့တပတ်စာအခွေကတီတီငါးနှစ်စုပြီးတော့ပေးထားတာဒါကြောင့်မလို့ကျမအခွေလေးတပတ်စာအခွေပေါ့နော်ကျမအရင်ရက်ဒီမှာတင်ထားတယ်မှရှိပါတယ်ဒါမှမဟုတ်ကျမပေးတာတော့တင်ငါးနှစ်အခွေလိုပဲပြောထားတာ မနေ့ကျမတကယ်ရတာက1.5နှစ်မလို့1.5ဘူးလေးထည့်ထိုးတာမရှိတော့ပါလေဒီတော့ပဲကျေးဇူးတင်ပါတယ်ရှင်အလုံးကောင်းကောင်းကြပါစေ